20လဲကြော်လာပြီဆိုတဲ့အခါကျတော့ဒါအချိန်လေးတက်ပြီဖြစ်လို့ဒါဖွင့်ချလိုက်တာပေါ့နော်ရှင်ဖွင့်တဲ့တဘောမျိုးပါပဲဒီမှာနာမည်ကြီးရှင်လို့ဟိုအဲ့လိုမျိုးအပားလည်းနာမည်ပြည့်စည်ရှင်လို့ဆိုရင်ရွေးချက်နဲ့တော့မဟုတ်ရပါဘူးရှင်မီမိုဆက်ချူပါဆိုပြီးတဲ့အချိန်မှာတော့ချင်းဖုန်ချပါတယ်ပေါ့နော်အချင်းဖုန်ချပါတယ်အချင်းဖုန်ချပြီးတော့ဘယ်နှစ်ရက်လောက်နေနေလဲမရောလည်းမသိဘူးဖုန်းပြန်ဆက်လာတယ်ပြီးပါပါတယ်အာနားတွေ့ရှင်လို့ရမလားဆိုပြီးတော့ တူရလို့ထင်တယ်။ဟုတ်အဖေကျူသမီးရောမဟုတ်ပါဘူး။အမေနဲ့လည်းတူရအဖေနဲ့လည်းတူပါ။ဘာမှတော့မကြုံရသေးပါဘူး။ဟုတ်လက်ရှိကတော့ AC ပဲပေါ့။ဒါဒီလောက်တိုင်းနေပြီးပြောင်းတက်နေတဲ့အချိန်ပါလား။ဟုတ် AC ပဲ။ဒီဖြိလိုက်တာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလေးရှိလဲဘယ်လိုပေါ်တော့ပြန်တွေးလိုက်တဲ့အချိန်တိုင်းမှာအမ် အကြောင်းနေနဲ့ပြန်တွေ့ဖြစ်ပါတယ်။ပြန်တွေ့ဖြစ်ပြီးတော့နည်းဘဝနဲ့ရပါတော့။အဲ့လိုပါ။ကိုယ်အဲ့လိုဖြေးလိုက်လို့လေတခုခုကိုတမျိုးထင်သွားမှကိုယ်အဖေကမုန်းသွားမှရောထင်မိသေးလား။ဟုတ်။ဟုတ်။လာကြည့်စမ်း။ခုနစေအဲ့မဲ့3 interview ဖြေတဲ့အထိအဖေကမဆက်သွေးသေးဘူး။ဟုတ်ကဲ့။ဘယ်လိုပြောရမလဲ။ နေနိုင်နေနိုင်နေလို့ထင်တာနေနိုင်တာရเนาะနေနေကြတော့ဘယ်တော့တိရစိတ်ထက်ထိခိုက်ရလဲတိုင်းမသိပါဘူးညညညဆိုရင်အခုဆိုဘောเนาะဒီပြိုင်ဝဲရှိရဲ့ trainee ကနေပြန်လာတယ်ပြန်လာတာကဒီ၈နိုင်၉နိုင်ပါเนาะ၉နိုင်လာမှာအင်းတငယ်ချင်းနဲ့မှုတ်သွားစားတာပါညာဆိုတော့၈နိုင်၉နိုင်လာမှာအင်းပြန်ရောက်တယ်။ပြန်ရောက်ပြီးတော့ဖွားနဲ့နည်းနည်းဖွားဖွားဆိုတာကအခုလက်ရှိဦးဇရဲ့ကြီးဦးမင်းပါเนาะဦးမင်းရဲ့ သူနဲ့စကားရေးပြောဖြစ်တယ်စကားပြောဖြစ်ပြီးတော့ညဘက်အိတ်တဲ့အချိန်မှာအတွေ့ထဲမှာကြည့်ဦးပေါ့နော်ဒီဒီအကြောင်းလေးပဲဆိုတော့အဲ့လိုလည်းမရဘူးအဲ့နောက်မှာတနင်္လာပေါ့နော်တနင်္လာနေ့လောက်အလောက်အလောက်မှမအိတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလောကတော့နည်းနည်းတော့ stress stress တော့တော့ပြရပါဘူးဟုတ်ကဲ့ရှင် ဟုတ်စဉ်းစားခဲ့ဘူးရဲ့ရှင်အဲ့တော့ကကျတော့ဒီမှာစဉ်းစားစဉ်းစားရပေါ့နော် plan တော့ရှိပြီးသားဒီမှာအရှိမှဒီမှာပြောခဲ့လို့ပဲပေါ့နော်အာဒီမှာအရှိမှပြောခဲ့လို့ပဲ plan တော့ရှိပြီးသားပေါ့အဲဒါပေမဲ့အဲ့ခါကျတော့အဲ့တော့ကကျတော့နေငယ်သေးတော့ကွယ်နည်း အဆင်မပြေသေးလို့ပေါ့နော်အခုကျတော့ဒီမှာဒီအတက်ရွယ်တစ်ခုလည်းရောက်ပြီပေါ့နော်အတက်ရွယ်တစ်ခုဆိုတာဒီ20 20လေးကျော်လာပြီဆိုတဲ့အခါကျတော့ဒါအချိန်လေးတန်ပြီဖြစ်လို့ဒါဖွင့်ချလိုက်တာပေါ့နော်ရှင်ဖွင့်တဲ့တဘောမျိုးပါပဲဒီမှာနာမည်ကြီးရှင်လို့ဟိုအဲ့လိုမျိုးအပောက်လည်းနာမည်ပြည့်စည်ရှင်လို့ဆိုရင်ရွယ်ချက်နဲ့တော့မဟုတ်ရပါဘူးရှင်အတက်ရွယ်လောက်ကသွားထားခဲ့တာလေသုံးနေခဲ့ပါမယ်ဆယ်ကျော်တက်ပဲပြောမယ်ဟိုမဆိုမမတ်မိရောလို့တေချာကြတော့လေတေချာကြတော့တိတ်ပြီးရောအဲ့လိုမမတ်မိရော ဲ့တုန်းကညီမကဟိုညီမမေကပြောရပေါ့နော်နင်ဟိုတိုက်ဟိုနည်းနည်းစကြောတက်လေရောက်လာပြီဆိုတော့တွေ့ရှင်လားဆိုပြီးတော့မေးရအဲ့တော့တွေ့ရှင်တယ်လို့ပြောရတာတွေ့ရှင်တယ်ဆိုတော့သူကနေပြီးတော့အေးအခုဒီလက်ရှိဟိုဆုံးမသွားပြီပေါ့နော်တရုတ်ဆောင်တရပေါ့သူစီကနေပြီးတော့ဖုန်းနံပါတ်တောင်းပေးရအဲ့ကနေဒီမှာတစ်စိမ်ဖုန်းနံပါတ်ကိုရပေါ့နော်အဲ့တော့ဖုန်းနံပါတ်တောင်းပေးရဖုန်းနံပါတ်တောင်းပေးပြီးတော့အမညီမတို့ဖုန်းဆက်တာဖုန်းဆက်တာဟယ်လိုဘုဘူတူလားပေါ့ နော်အဲမီမိုးဆက်ချူပါဆိုပြောတဲ့အချိန်မှာသူကချက်ချင်းဖုန်းချသွားတယ်ဟုတ်နော်အချင်းဖုန်းချသွားတယ်အချင်းဖုန်းချပြီးတော့ဘယ်နှရက်လောက်နေနေလဲနေရောလဲမသိဘူးဖုန်းပြန်ဆက်လာတယ်မိပပါပါတဲ့အာခဏတော့တွေ့ရှင်လို့ရမလားဆိုပြီးတော့အဲ့လိုပြောပါဘူးအဲ့လိုပါအဲ့တော့တစ်ခေါက်တွေ့အဲ့တော့တစ်ခေါက်ရေနောက်ထပ်တစ်ခေါက်ရေတွေ့ဖြစ်တယ်ဟုတ်ဘယ်လိုလဲဒါကြီးပြောကြပြောပြချတယ်ဘောသားဖိုင် မိဘမဆိုင်ဘူးနဲ့ပေါ့မိနာမှာပါတယောက်လုံးရှိတယ်ပေါ့အဲလိုမျိုးမိဟာလေအခုကဘာထောက်ပံ့ပေးလို့မရအဆင်ပြေသေးဘူးမိရဲ့မိမမမှာအခုယောက်ျားရှိနေတဲ့ကြောင့်မို့မိမိရဲ့မိမမယောက်ျားရှိနေတဲ့ကြောင့်မို့ဘာထောက်ပံ့ဘူးလို့ဘလို့မအဆင်ပြေသေးဘူးပေါ့နော်ဘလို့မှမဖြစ်နိုင်ဘူးပေါ့အဲအဲ့လိုမျိုးပြောတာပေါ့သူကကိုဘာလို့မဟုတ်ဘူးပဲအဲ့လိုပေးတာပဲရောမကြုံဘူးလား မမရှိဘူးရှင်မရှိဘူးအဲ့ဒါဗလဲပြီးတော့နော်ဖြစ်ပြီဘူးရဲ့ရှင်အဲ့တော့မွေးရတည်တယ်အစာရတည်ဟုတ်အခန်းစားခဲ့ရတော့အများကြီးပဲပေါ့နော်ချစ်မှာပြောခဲ့ဘူးလို့ပါပဲအဲ့လိုမျိုးတင်လားချစ်မှာပြောခဲ့ဘူးလို့ပါပဲပေါ့နော်လို့ပြောရမလဲအဖေမရှိရဲ့အခန်းစားချက်ကဒါ program family တိုင်းလို့လို့ဒါနားလေနားလေကြမှာပါ โอเคရှုစမ်းတီဗီမှာပါလာခဲ့နော်ဟိတ်ဒါငါဖေဖေဆိုရဲ့ပုံစံမျိုးလေးနဲ့ပေါ့ဟွန်းငယ်တော့အဲ့မော့ကြွားချင်တာပေါ့နော်ဒါကိုဖေကလူမျိုးဖြစ်နေဆိုတော့ဒါမဲ့လေအမ်မိုးဆက်ဖြစ်တည်မှုကဒီလိုမျိုးဖြစ်နေရောလဲဘယ်တတ်နိုင်မှာမလဲနော်လူကလေးဘွားတွေကဒါ မစင်သားဘူးလေနော်ဟုတ်ကဲ့ဟုတ်ကဲ့ပြောတာဒါပေမဲ့ကိုကဒါဘယ်လောက်ထိတောင်မှဒါအထင်းချောင်းကောင်းခဲ့လို့လေဒါအလုံးဝမထွက်ခဲ့ဘူးဆိုတော့လေနောက်ကလေးတည်းကလေအော်ဟိုမိုးဆက်အရန်ခင်းရဲ့တငယ်ချင်းလေးတော့အဲ့လိုပြပြဖြစ်တယ်ပေါ့နော်အော်မထွက်ခဲ့ဘူးဆိုရာကြတော့အဲ့လိုလိုက်ပြီးမပြောချင်တော့မှရေပြောရင်ဘာပဲနာမည်အဲ့လိုမျိုးထိခိုက်မှာဆိုတဲ့ကြောင့်ပေါ့အခုချိန်ဒီအဲ့လိုထိန်းချောင်းခဲ့ရပါဘူးဟုတ် တန်တီးရယ်ဆိုတော့ဟုတ်သေးဘူးအမစရို confirm ပေးရသေးဘူးလीနော်အဟုတ်ကဲ့ရှင်အဲ့ဒီနဲ့ထပ်တူကြရဲ့လားအဲ့အားကြတော့လေလိုရမယ်ဆို confirm ပေးသေးဘူးရှင်နော်အဲ့ဟို confirm ပေးသေးဘူးအဲ့တော့သူ့ဘက်ကနေ confirm မယ်ဆိုတော့ဒါအဆင်ပြေပေါ့နော်မိုးဆက်က confirm ဘာလို့မပေးရဆိုတော့သူ့ရဲ့နာမည်ကိုဟို အပြည့်စည်မခံနိုင်လို့ဗောနော်မူဆမ်မမဆုံးမမဆုံးမနာမရေအဲ့တော့နာမည်ကိုလည်းအပြည့်စည်မခံမခံချင်ဘူးအဲ့ဒါကြောင့်မို့ဟော confirm ပေးသေးဘောနော်ဒီဘက်က confirm မယ်ဆိုပြီးအဆင်ပြေပါတယ်ပြည့်တက်တွေခံမနေတာဗောဘယ်လိုပြောချင်လဲတူရလို့ထင်တယ် အဖေကျူသမီးတို့တော့မဟုတ်ပါဘူးအမေနဲ့လည်းတူရအဖေနဲ့လည်းတူပါအာဟုတ်ကဲ့ရှင်ဟောညီမဘက်ကနေပြောတော့အများကြီးပြေးကြရအားပြေးကြရပေါ့အဲ့တော့ကြာလာအများကြီးကျေးဇူးတင်ပါတယ်လို့အများကြီးကျေးဇူးတင်ပါတယ်အာဟုတ်ကဲ့ရှင်ဟော အခုလူမျိုးဖွင့်ပြောရဲ့အချိန်မှာတော့ဒါလူမျိုးဖွင့်ပြောတာဆိုရင်တော့သူသူ့ရဲ့တိတ်ခါတရားအလိုထိခိုက်တာတော့ရှိရပါဘောเนาะဒါပေမဲ့အဲ့ဒါကိုသူဘယ်လိုမဆိုင်ဘူးလှုပ်လှုပ်ရှင်နေမလားရရဲ့အဆိုင်အဆိုင်မန်တာအဲ့လိုမျိုးပြောပြောချလိုက်ဘာမှဖြစ်ဘူးဟိုဘာမှဖြစ်ဘူးပြောတယ်ဒါပေမဲ့တခုတော့ရှိရဲ့ဆင်ကျင်တယ်မလားအဲ့လိုမျိုးပြောတဲ့နေနေမှာအဲ့လိုဆုံးမတဲ့နေနေမှာအဲ့လိုဆုံးမတာပေါ့ဟုတ်ကဲ့ဟိုအရင်ဘောเนาะပြောခဲ့လို့ပဲဆယ်ကျော်တက်တုန်းကတွေ့ရဲ့အချိန်မှာသူကိုယ်တိုင်ကမောင်းပြောလိုက်ပို့ပြရပါဟုတ်အဲ့လိုမျိုးမူဆက်ပြောမထင်စက်ရလို့တော့ အဲ့လိုမျိုးပေါ့နော်ဟိုကောကောအပြည့်ဝစပွန်တွေပေးပါရရှင်တစ်ဆက်ကလေးပဲလာတွေ့ရကိုရှင်းနေပါပြီอืมဟုတ်တယ်ပြောမအိမ်မက်ကလည်းဘာနဲ့ဒီစကားလေးတခုပေါ့နော်ရိုက်ချင်တာပြောကြပါဦးခွင့်ရရတော့ပြောတာပေါ့နော်ကဲပါကျေးဇူးပါကျေးဇူးပါ